စိတ်မှုထမ်းနဲ့စိတ်ပြေးများယဟန်ခံပါကယဟန်ဖြစ်ပါသလားဖရာတဲ့ဗိမိတာရမင်းကြီးဤစိတ်မှုထမ်းများကိုဗိမိတာရမင်းကြီးခွင့်ပြုချက်မရှိဘဲနဲ့ယဟန်တွေကယဟန်ခံပေးလိုက်တဲ့အတွက်ဗိမိတာရမင်းကြီးသည်မြတ်စွာဘုရားထံသို့ရောက်လာပြီးဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားမိခယောက်ျားဘရင်စိတ်မှုထမ်းများကိုဘရင်ခွင့်ပြုချက်မရှိဘဲနဲ့ယဟန်ခံပေးခြင်းဟာတတိတော်လိုသာသနာကိုကြီးညိုတဲ့မင်းများလက်ထက်မှာဆိုရင်တော့ ယဟန်ခံပေးတဲ့ယဟန်များအန္တရာယ်မဖြစ်နိုင်ပေမဲ့သာသနာကိုမကြည်ညိုတဲ့မိစ္ဆာဒိဋ္ဌိမင်းများလက်ထက်မှာဆိုရင်တော့ယဟန်ခံပေးတဲ့ယဟန်များအန္တရာယ်ဖြစ်နိုင်ပါတယ်ဖေဟာဒါကြောင့်မိခယောက်ျားစိတ်မှုထမ်းများကိုယဟန်ခံမပေးပါနဲ့ဖေဟာလို့လျှောက်ထားပါတယ်ဘိမိတာရမင်းကြီးရဲ့လျှောက်ထားချက်ဟာတင်းမြတ်လာတာကြောင့်မြတ်စွာဘုရားကယဟန်တို့မိခယောက်ျားစိတ်မှုထမ်းများကိုရှင်ယဟန်ပြုမပေးရမိခယောက်ျားစိတ်မှုထမ်းများကိုရှင်ယဟန်ပြုပေးမယ်ဆိုရင် ြုပေးတဲ့ယဟန်ဒုက္ခအဘက်တင့်စေဆိုပြီးသိခါဖို့ပြည့်ညတ်တော်မူပါတယ်။ဒါကြောင့်စိတ်မှုထမ်းတဲ့စပြေးများကိုယဟန်ခံပေးလို့မရပါဘူး။ယဟန်ခံပေးမယ်ဆိုရင်ယဟန်ခံပေးတဲ့ယဟန်ဟာဒုက္ခအဘက်တင့်ပါတယ်။သို့တော့ယဟန်ခံတဲ့ပုဂ္ဂိုလ်မှာတော့ယဟန်ဖြစ်ပါတယ်နော်။အရှင်ဘုရားကျန်တော်နောက်ဘဝမှာလူကောင်းဖြစ်ခြင်းပါတယ်။ဘယ်လိုကောင်းမှုပြုရပါသလဲဖြည့်ပေးပါဖရားတဲ့။မနေ့ကဒီမေခုံးလေးကိုဦးစင်းဖြည့်လိုက်တဲ့အခါမှာ မိခွန်းနဲ့အဖေနဲ့လွဲသွားပါတယ်လွဲသွားရတဲ့အကြောင်းရင်းကလည်းပဲမိခွန်းပိုင်ရှင်ကမိခွန်းရဲ့အထိတ်ပဲကိုပေါလင်အောင်မမေးတာရဲ့ဦးစင်းကလည်းပဲသူ့ရဲ့အောက်ထဲကိုဝင်မကြည့်မိတာရဲ့ကြောင့်လွဲသွားတာပါ သူမေးလို့တဲ့အထိတ်ပဲကသူဟာမတန်ဆွမ်းတယောက်ဖြစ်ပါတယ်နောက်ဘဝမှာလူကောင်းတယောက်ဖြစ်အောင်ဘယ်လိုကောင်းမှုပြုရပါမလဲလို့မိတာဖြစ်ပါတယ်သူ့အသက်တချင်းပါဏာတိပါဒကံကိုရှောင်ကြဉ်ပါ သူ့အသက်သက်ခြင်းပါဏာတိပါဒကံကိုမရှောင်ကျင်တဲ့ပုံကိုယ်တွေဟာမကောင်းကျိုး၁၁မျိုးခံစားရပါတယ်။အဲ့ဒီမကောင်းကျိုး၁၁မျိုးကဘာတွေလဲဆိုတာကိုဦးစဉ်ဖတ်ပြမယ်နော်။၁အသက်တူခြင်း၂အနာရောဂါများကကျန်းမာမှုအားနည်းခြင်း၃အာရုံမရှိခြင်း၄ကြောက်ရွံ့တတ်ခြင်း၅ဆိုးရိမ်ပူပန်စိတ်များခြင်း၆သူတစ်ပါးဤနှိမ့်ဆက်မှုကိုခံရခြင်း၇သူတစ်ပါးသက်ရွံ့တော်၎င်းမိမိကိုယ်တိုင်ပြန်သက်ရွံ့တော်၎င်းသိရခြင်း ်၈ကိုလက်အင်က ချုပ်ရင်းခြင်းကိုခန္ဓာကိုယ်ပြည့်ပြည့်မှု မရှိခြင်း၁၀ချစ်တော်သူနှင့်မပေါင်းသင်းရခြင်း၁၁တေပြီးသည့်နောက်အပေလေးပါးသို့ကြာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာပါဏာတိပါဒကံကိုကျွလွန်တဲ့ပုဂ္ဂိုလ်များခံစားရမိမကောင်းကျိုး17မျိုးပဲဖြစ်ပါတယ်။အဆိုပါမကောင်းကျိုး17မျိုးထဲမှာအာရင်မရှိခြင်းဆိုတဲ့အချက်ပါပါတယ်။ဒါဟာမတန်ဆွမ်းကိုရည်ညွှန်းတာပါနော်။အာရင်ဆုတ်ယုတ်ပြီးမတန်မဆွမ်းဖြစ်ရခြင်းဟာ ပါဏာတိပါဒကံကိုကျူးလွန်ခဲ့မိလို့ဖြစ်ပါတယ်။ဒါကြောင့်နောက်ဘဝမှာလူကောင်းဖြစ်ကျင်တယ်ဆိုရင်သူ့အသက်သက်ချင်းပါဏာတိပါဒကံကိုရှောင်ကျင်ပါ။ပါဏာတိပါဒကံကိုရှောင်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာယခုဖော်ပြပါမကောင်းကျိုး၁၁မျိုးဤစန့်ကျင်ဘက်ကောင်းကျိုး၁၁မျိုးကိုရရှိခံစားရမှာဖြစ်ပါတယ်နော်။မြတ်ဗုဒ္ဓရှိခဲ့စဉ်တုန်းကလည်းဒီထက်ဆိုးဝါးလာတဲ့အဖြစ်စောကားမှုတွေအပြင် ရှင်မောကလန်ပရိနိဗ္ဗာန်ဆံရသည့်အထိရှိခဲ့တာပါ။ဒါပေမဲ့ မြတ်ဗုဒ္ဓကဘသူ့ကိုမှအရေးယူအပြစ်ပေးခြင်းမရှိခဲ့ပါဘူးတတဝါတွေသူတို့ထိုင်းနဲ့သူတို့ကံရှိပါသေးအရှင်ဖုရားအရှင်ဖုရားလည်းချမ်းသာစွာတရင်သုံးတော်မူပါဖုရားတဲ့ဒီမှန်လေးကဗုဒ္ဓဘာသာကိုစော်ကားလာပြီဆိုရင် ထိုက်တဲ့အပြစ်ဒဏ်ပေးတင်တယ်လို့ဥစဉ်ပြောထားတဲ့ပုံထဲမှာလာမှန်ထားတာပါနော်ဥစဉ်ပြောကျင်တဲ့သဘောကဗုဒ္ဓဘာသာကိုစော်ကားလာပြီဆိုရင် ဗုဒ္ဓဘာသာဝင်လူ့ဝတ်ကြောင်တာဝန်ရှိသူများကအဲ့ဒီစော်ကားတဲ့လူကိုထိုက်တင်တဲ့အပြစ်ဒဏ်ပေးတင်တယ်လို့ပြောကြင်တာယဟန်တွေကအပြစ်ပေးရမယ်လို့ပြောတာမဟုတ်ဘူးယဟန်တွေအနေနဲ့လည်းပဲဘုသူ့ကိုမှအပြစ်ပေးလို့မရဘူးနော်သာသနာဆိုတာကလေယဟန်တွေကြီးပဲစောင့်ရှောက်နေုံနဲ့မမြင်နိုင်ဘူးတာဝန်ရှိသူလူ့ဝတ်ကြောင်များကလည်းဝိုင်းဝန်းပြီးစောင့်ရှောက်ပေးမှသာသနာတော်ဟာတည်မြဲနိုင်တာသာသနာဘ ഹു တုတ္တပကာတနီကျမ်းမှာ ာသနံနာမရာဇာနံနေတာယတိတ္တိဣဒ္ဓမိစ္ဆာဒိဋ္ဌိက ရာဇာနောတာသနံဒုတင်တိတထုနာပမ္မာဒိဋ္ဌိစရာဇာနော ပက္ကနံ देव တာသနံဧဝံသတတိအာကာတိဥလူရာဇာဝအဓိပတိလို့ဆိုထားတယ်ဆိုလိုရင်းအဓိပ္ပာယ်အချင်းကတာသနာသည်တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းများအပေါ်မှာတည်တယ်တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းများကတာသနာကိုစောင့်ရှောက်နိုင်မှာ သာသနာတော်သည်ကြီးပွားနိုင်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်ဒါကြောင့်သာသနာတော်ကိုယဟန်တွေကြီးပဲစောင့်ရှောက်နေုံနဲ့မရဘူးတာဝန်ရှိသူတာဝန်သိသူလူဝတ်ကြောင့်ပုဂ္ဂိုလ်များကဝိုင်းဝန်းပြီးစောင့်ရှောက်ပေးမှလေသာသနာတော်ဟာတည်ငြိမ်နိုင်တယ်နောက်ပြီးအရှင်မောက်ကလန်ကိုခေါ်သား900ဝိုင်းရိုက်တဲ့ကိစ္စအဲ့ဒီကိစ္စကိုဇာတတမင်းသိတဲ့အခါမှာအဲ့ဒီခေါ်သား900ကိုတရားစီရင်ပြီးတော့အပြစ်ဒဏ်ပေးခဲ့တယ် အဲ့ဒီလိုအပြစ်ဒဏ်ပေးခဲ့တဲ့အတွက်နောက်နောက်ဘယ်မိစ္ဆာဒိဋ္ဌိကမှဗုဒ္ဓဘာသာကိုမစော်ကားရဲတော့ဘူးเนาะအဲ့ဒါလေးကိုတော့ဒကာလေးသိအောင်ကြိုးစားပါလို့ဥစဉ်ပြောခြင်းပါတယ်เนาะအရှင်ဖေယယူသေးစွာရှောက်ထားအပ်ပါတယ်ယရနာ၃ပါးထဲမှာသီလရှင်ဇာလေးတွေပါပါသလားတဲ့မပါပါဘူးเนาะတချို့ကသီလရှင်တွေကိုဘိက္ခုနီမတွေလို့ထင်ပြီးတော့ယရနာ၃ပါးထဲမှာပါတယ်လို့ထင်နေကြတယ် သီလရှင်တွေဟာဘိက္ခုနီမမဟုတ်ပါဘူးဘိက္ခုနီမသာသနာဟာမြတ်စွာဘုရားပြိဋိဘံဆံပြီးလို့အနှစ်900လောက်ကြာတဲ့အခါမှာကွယ်ပြောက်သွားပါပြီဒါဆိုရင်သီလရှင်သာသနာဘယ်အချိန်လောက်ကပေါ်ပေါက်တာလဲပြုခိကနေစတင်ပြီးပေါ်ပေါက်လာတာပါပြုခိမှာပြုအမျိုးသမီးတွေဟာဘိက္ခုနီမဝိလိုကြတဲ့အတွက်ဘိက္ခုနီသာသနာမရှိတော့တာကြောင့်ဘိက္ခုနီမပုံစံစင်တူလုပ်ပြီးတော့ဝတ်ကြပါတယ်အဲ့ဒီတော့ကတော့သူတို့ကိုသီလရှင်လို့မခေါ်ပါဘူးပရပိုက်မယ်လို့ခေါ်ပါတယ် နော်ဆရာလေးတွေရဲ့တရားနာကြခြင်းကဆရာတော်တွေရဲ့တရားနာကြခြင်းနဲ့အကျိုးတူပါသလားတဲ့တူပါတယ်နော်ဘယ်သူပဲဟောဟောတရားဆိုတာနာကြကောင်းတဲ့အရာဖြစ်တဲ့အတွက်တရားနာကြခြင်းအကျိုးကတော့အတူတူပဲဖြစ်ပါတယ်ဆရာလေးတွေကိုကိုးကွယ်ခြင်းအကျိုးအပြစ်ကိုသိလိုပါသည်တဲ့ပြောခဲ့ပြီလေယရနာ၃ပါးထဲမှာမပါတဲ့အတွက်ကြောင့်ကိုးကွယ်စရာမဟုတ်ဘူးသို့တော့မိမိထက်တီလာအရာမှာမြတ်တဲ့အတွက်ကြောင့်ရှ िख ိုးကောင်းပါတယ်နော်အရှင်ဖေယတပည့်တော်ကိုမေးခွင့်ပြုပါ မိသားစုတစ်ခုမှာပါးကယူပြီးမိဘတွေကို ပြန်တက်မိရင်ငရဲကြီးပါသလားဖေရတဲ့အမေတက်တဲ့ကံကို မာတုဂါရကကံလို့ခေါ်ပြီးအဖေတက်တဲ့ကံကိုတော့ပိတုဂါရကကံလို့ခေါ်ပါတယ်အဆိုပါမာတုဂါရကကံနဲ့ပိတုဂါရကကံဟာပိစာနန္တရိယကံ၅ပါးထဲမှာပါပါတယ်သာသမီကယူနေလို့မိဘကိုမိဘမှန်မသိတဲ့အတွက် ပြန်တက်မိရင်ငရဲမကြီးနိုင်ဘူးလို့တချို့ကထင်ကောင်းထင်ကြပါလိမ့်မယ်။ဒီနေရာမှာကို့အထင်အမြင်နဲ့မပြောဘဲဖះရှင်ရဲ့ဒေသနာတော်နဲ့သုံးသက်ပြီးပြောရမှာဖြစ်ပါတယ်။ဝီနီးတော်မှာယဟန်တပါးဟာညာဘက်သို့ရောက်ရင်တိုးတကောင်ကိုလာပတ်မယ်ဆိုပြီးအကြံဖြစ်ပါတယ်။ညာဘက်သို့ရောက်တဲ့အခါမှာအဲ့ဒီယဟန်ဤဖခင်ဟာတိုးအမွှေးနဲ့အစင်းတရံတူတဲ့ဖြောတော်သောသင်္ကန်းအယောင်ကိုခြုံပြီး ိုးထားတဲ့နေရာမှာလာအိတ်နေပါတယ်သိုးကိုတတ်ဖို့ရောက်လာတဲ့တာယဟန်ဟာ အိတ်နေတဲ့ဖခင်ကိုသိုးအမှတ်နဲ့မှားပြီးတတ်မိပါတယ်တတ်ပြီးတဲ့နောက်ပိုင်းကျမှဖခင်ဖြစ်နေမှန်းတိလိုက်ရပါတယ်အဲ့ဒါကို အပြည့်ရှိမရှိဝင်းကြီးကန်နဲ့ဆုံးဖြတ်တဲ့အခါမှာဖခင်မှန်းမသိလူမှန်းမသိတော့လဲပဲအိတ်နေသောတတဝါကိုတတ်မိဆိုတဲ့စေတနာရှိတာကြောင့်အဲ့ဒီယဟန်ဟာပိတုဂာရကကံလဲထိုက်တယ်လို့ ပါရာဇိတ်ကလည်းကြတယ်လို့ဆုံးဖြတ်ပါတယ်။ယူပြီးတော့မိဘကိုမိဘမှန်မသိပြန်တက်မိတဲ့သားသမီးကိုလည်းအဲ့ဒီလိုပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ယူနေတဲ့အတွက်မိဘကိုမိဘမှန်မသိပင်မဲ့တက်မိဆိုတဲ့စေတနာရှိတာကြောင့်အဲ့ဒီအယူဟာမိဘကိုတက်မိမယ်ဆိုရင် မာတုကာရကပိတုကာရကကံထိုက်ပြီးငရဲသူကြနိုင်ပါတယ်။အရှင်ဖေယမေးလျှောက်ပါရစီဖေယဘေဒင်တွက်ရင် ဘေဒင်ကြည့်ရင်အပြစ်ဖြစ်သလားဖရာတဲ့တိလခန္ဓာဝတ်တေဝိဇ္ဇာ၃ပါးမြတ်စွာဘုရားကဘေဒင်၃ပုံကိုအစာရေစာမရှိသောတောနတ်ကြီးဟူ၍၎င်းပျက်စီးရာပျက်စီးကြောင်းဟူ၍၎င်းဆိုအပ်ကုန်၏ဟုခေါ်ကြတော်မူထားပါတယ်အဲ့ဒါကိုကြည်သောအဖြစ်မြတ်စွာဘုရားသည်ဘေဒင်ကိုအလိုမရှိဘူးဆိုတာထင်ရှားပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်တယ်ဆိုရင်ဘေဒင်ကိုလက်မခံသင့်ဘူးလို့ပြောကြင်ပါတယ် ရှင်ဖရကိုရင်ဝင့်မဲ့မောင်ရှင်လောင်းလေးတွေကမြင်မနေရဘူးဆိုပြီးနေရတော်တော်များများမှာမြင်နေကြနေရလို့မှန်လားမှားလားဆိုတာလေးမျှဝေပေးပါဖရတဲ့ဒါကလူတွေရဲ့အယူအဆတွေပါဖရဟောမဟုတ်ပါဘူးเนาะမြတ်စွာဘုရားဖရဖြစ်ပြီးလို့ကပီလဝုနေပြည်တော်ကိုပြန်ကြွတဲ့အခါမှာကျင်ရတော်ရတော်ထရာဒေဝီဟာသားတော်ရာဟုလာလေးကိုဖရရှင်ရဲ့ထံမှာအမွေတောင်းခိုင်းလိုက်ပါတယ် သားတော်ယာဟုလာငွေလာတောင်းတဲ့အခါမှာဖះရှင်က သင်္ကန်းသားကိုဆွဲကင်စီလျက်ចောင်းတော်သို့ခြေလျင်လျှောက်ခေါ်သွားပြီးចောင်းတော်ရောက်တဲ့အခါမှာအရှင်သာရိပုတ္တရာကိုဥပိ္ပစေပြု၍အရှင်မောက္ကလံကိုတရဏဂုံဆရာမှာထားကကိုရင်ဝတ်ပြီးသာသနာအမွေကိုပေးလိုက်ပါတယ်။အဲ့ဒီနေရာမှာကြည့်လိုက်ပါ။ចောင်းတော်သို့ခြေလျင်လျှောက်ပြီးခေါ်သွားတယ်လို့ဆိုပါတယ်နော်။အကယ်၍မောင်ရှင်လောင်းလေးတွေဟာမြေမင်းကောင်းဘူးဆိုရင်ဖះရှင်ဟာကိုရင်ဝတ်မဲ့သားတော်ယာဟုလာကို မြင်နင်းပြီးခေါ်သွားမှာမဟုတ်ပါဘူးဒါကြောင့်ပေါင်ရှင်လောင်းတွေမြင်မနှင်းကောင်းဘူးဆိုတဲ့အယူဆတွေဟာဖျားဟောမဟုတ်ပါဘူးလူတွေရဲ့အယူဆပေသာဖြစ်ပါတယ်အဲ့ဒီလိုလူတွေရဲ့အယူဆပေသာဖြစ်တဲ့အတွက်မိမိကြိုက်နှစ်သက်တယ်ဆိုရင်လက်ခံပါမကြိုက်နှစ်သက်ဘူးဆိုရင်လက်မခံဘဲနေလို့ရပါတယ်တပြိ့တော့မေးလျှောက်ချင်ပါတယ်ဖျားအမျိုးသမီးများဓမ္မတာလာရင်ဖျားရေချမ်းစွမ်းပန်းများကတ်လို့မရဘူးဆိုတာဟုတ်ပါသလားအရှင်ဖျားတဲ့ မဟုတ်ပါဘူးเนาะအဲ့ဒါကရှေးလူကြီးတွေရဲ့အယူအဆတွေပဲဖြစ်ပါတယ်အမျိုးသမီးတွေဓမ္မတာလာတဲ့အချိန်ကလေးမိဖွားပြီးတဲ့အချိန်တွေဟာခန္ဓာကိုယ်မတန်ရှင်းသေးတဲ့အချိန်ဖြစ်တာကြောင့်အဲ့ဒီလိုအချိန်မျိုးမှာဖျားပန်းကက်ချင်းဖျားစွမ်းတော်တင်ချင်းတွေမလောက်ကောင်းဘူးလို့ရှေးလူကြီးတွေကအယူအဆရှိကြပါတယ်ဘာကြောင့်အဲ့ဒီလိုအယူအဆရှိရတာလဲဆိုရင် အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မတန်ရှင်းသေးတဲ့အတွက် ဘုရားရှင်ကိုကြည်ညိုလေးစားလို့ပဲ ဖြစ်ပါတယ်။သို့တော်လည်းပဲအဲ့ဒီအယူအဆတွေဟာဘုရားရှင်ရဲ့အယူအဆတွေမဟုတ်တာကြောင့်ဓမ္မတာလာတဲ့အချိန်ပဲဖြစ်ဖြစ်ကလေးမီးဖွားပြီးတဲ့အချိန်ပဲဖြစ်ဖြစ်အမျိုးသမီးတွေအနေဖြင့်ဘုရားပန်းကတ်ခြင်းဘုရားစွန့်တော်တင်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ကောင်းတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေယနဂါးကိုဘာကြောင့်ပူဇော်ရတာလဲဖေယနဂါးထက်လူကပိုမမြတ်ဘူးလားဖေယတဲ့ ၎င်းကိုဘာကြောင့်ပူဇော်ရတာလဲဆိုရင် မပူဇော်ကောင်းတဲ့အရာမှမသိလို့ပူဇော်ကြတာပေါ့နော်၎င်းဆိုတာဟာတရိษံဖြစ်တယ်တရိษံဆိုတာကတိဣ္ဆာဆိုတဲ့ပုဂ္ဂလာတာပါတိဆိုတာကသုံးခုကို ပြောတာပါဣ္ဆာဆိုတာကအလိုရှိတာကို ပြောတာပါလူတွေလိုကုသိုလ်အကုသိုလ်ကို ခွဲခြားမသိပဲအိတ်ချင်းစားချင်းကာမဂုဏ်မှီဝဲချင်းဤသုံးခုကိုသာ အလိုရှိတဲ့တတ္တဝါဖြစ်တာကြောင့် တိဣ္ဆာတရိษံလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ငကားတွေဟာတရိษံဖြစ်တဲ့အတွက်မပူတော်ကောင်းပါဘူးနော်။ငကားထက်လူကပိုမမြတ်ဘူးလားဆိုတော့ညက်တာပေါ့။တိလရှိတဲ့လူကိုမဆိုထားနဲ့။တိလမရှိတဲ့လူတောင်မှတရိษံထက်ညက်တယ်။တိလမရှိတဲ့လူကဘာကြောင့်တရိษံထက်ညက်ရသလဲဆိုရင်သူ့မှာတိလမရှိတာမှန်ပေမဲ့လူသားဖြစ်တဲ့အတွက်ကုသိုလ်အကုသိုလ်ကိုခွဲခြားပြီးတည်တယ်။ အဲ့ဒါကြောင့်တိလမရှိတဲ့လူကတရိစ္ဆာန်ထက်မြင့်ချင်းဖြစ်တယ်။နော်။ဥပရိပါဏာတပါဠိတော်ဒက္ခိဏဝိပင်ကတုံမှာမြတ်စွာဘုရားကအလှကံပုဂ္ဂိုလ်14ယောက်ကိုခွဲခြားတဲ့နေရာမှာလဲပဲ။တရိစ္ဆာန်ကိုရှူတာထက်တိလမရှိတဲ့လူကိုရှူတာဟာပို၍အကျိုးများတယ်လို့ဟောကြားထားပါတယ်။ဒါကြောင့်ငကားထက်လူကပို့ပြီးတော့မြတ်ပါတယ်နော်။တခြားဘာသာဝင်တွေကိုဘယ်လိုမြင်လဲဗျ။ကျန်တော်ကတခြားဘာသာဝင်ပါ ဖုံဖုံပြောတာတချို့အရာလေးတွေသဘောကျလို့တဲ့ဥသင်ကဥထုသင်ယဟန်တပါးဖြစ်တဲ့အတွက်ဥသင်ရဲ့အမြင်နဲ့ပြောမယ်ဆိုရင် အမှန်ဖြစ်ဖို့ထက်အမှားဖြစ်ဖို့ကပိုများပါတယ်เนาะအဲဒါကြောင့်ဥသင်ရဲ့အမြင်နဲ့မပြောဘဲမြတ်စွာဘုရားဤအမြင်နဲ့ပဲပြောပါမယ်ဥသင်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားကလူတွေကိုလူလို့ပဲယူရှင်းစွာမြင်ပါတယ် ဒါဆိုရင်မြတ်စွာဘုရားကလူတွေကိုမခွဲခြားဘူးလားလို့မေးစရာအကြောင်းရှိပါတယ်ခွဲခြားပါတယ်မြတ်စွာဘုရားခွဲခြားပုံကဘာသာလူမျိုးခွဲခြားတာမဟုတ်ပါဘူးဇနိမ့်ဇမြင့်ခွဲခြားတာမဟုတ်ပါဘူးစင်ရဲချမ်းသာခွဲခြားတာမဟုတ်ပါဘူးญาထူးရှိမရှိခွဲခြားတာမဟုတ်ပါဘူးလူမိုက်နဲ့လူလိမ္မာပညာရှိကိုပဲခွဲခြားတာဖြစ်ပါတယ်လူမိုက်ကိုမပေါင်းသိမ့်ဖို့ဟောကြားပြီးလူလိမ္မာပညာရှိကိုတော့ပေါင်းသိမ့်ဖို့ဟောကြားပါတယ် အားကြောင့်လူမိုက်ကိုမပေါင်းတင်ဖို့ခေါ်ကြရတယ်လဲဆိုရင် လူမိုက်ကိုပေါင်းတင်လိုက်မယ်ဆိုရင်ပျက်စီးမှာကိုမြင်လို့ပဲဖြစ်ပါတယ်လူမိုက်ကိုမုံလို့မဟုတ်ပါဘူးဦးစင်းတို့ကိုးကြတဲ့မြတ်စွာဘုရားဟာတတဝါအလုံးအပေါ်အနိုင်မဲ့မေတ္တာထားရှိတော်မူပါတယ်ထို့အတူပဲဦးစင်းလေဘုရားရှင်ရဲ့သားတော်တစ်ပါးဖြစ်တဲ့အတွက်ဘုရားရှင်တို့နှလုံးမူပြီးလူမျိုးမခွဲကြပါဘူးဘာသာမခွဲကြပါဘူးဇနိဇမျက်မခွဲကြပါဘူး ရာထူးရှိမရှိမခွဲကြပါဘူး။ဆင်းရဲချမ်းသာမခွဲကြပါဘူး။လူကိုလူလို့ပဲမြင်ပြီးတော့လူမိုက်ဆိုလို့ရှိရင်တော့မိတိဘာသာဝင်ပဲဖြစ်ဖြစ်လူသိုးလို့မြင်ပါတယ်။လူလိမ္မာပညာရှိဆိုရင်တော့မိတိဘာသာဝင်ပဲဖြစ်ဖြစ်လူကောင်းလို့ပဲမြင်ပါတယ်နော်။အရှင်ဖေရတတိတော်မသည်မနက်အိယာထလျင်နမောတတ္တသုံးခေါက်ရွတ်ဆိုပြီးမှထပါတယ်။ကောင်းပါသလားဖေရဖြေချပေးတော်မူပါတဲ့။ ကောင်းတာပေါ့နော်အမတန်အမှလှုပ်တဲ့လှုပ်ထိုက်တဲ့အလေးထားတစ်ခုပါနမောတတဖရာရှိခိုးဂါထာသည်အလွယ်ကူဆုံးနဲ့အတူဆုံးဖရာရှိခိုးဂါထာဖြစ်ပါတယ်အဆိုပါနမောတတဖရာရှိခိုးဂါထာသည်ဘဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့တမ္မာတံဗုဒ္ဓဂုံတော်ရဲ့ဆိုပြီးတော့ဂုံတော်၃မျိုးပါဝင်တဲ့ဂါထာဖြစ်ပါတယ်နမောတတဖရာရှိခိုးဂါထာကို ရွတ်ဆိုပူသောရှ िख ိုးလိုက်ခြင်းဖြင့်ဂုံတော်၃ပါးကိုပါ ပွားများရှ िख ိုးပြီးသားဖြစ်ပါれ။ဒါကြောင့်မနက်အိယာထာတိုင်းထာတိုင်းနမောတတ္တဂါထာကိုရွတ်ဆိုရှ िख ိုးခြင်းဟာကောင်းမြတ်တဲ့အလေးအထတစ်ခုဖြစ်ပါれ။